လာပြီးကန်းတန်းလောက်ပါဘောနော်ဒီတရဲမှလည်းလောက်ရမယ်ဘောနော်အဲ့တုန်းကတင်စားရတဲ့တက္ကငယ်သေးရဲ့ပထမဦးဆုံး series ဆိုတော့ဘာဖြစ်တာ challenge တစ်ခုပဲလीနော်အဲ့တော့တင်စားဒီ character လေးကိုလက်ခံဖြစ်လိုက်တာပါဟုတ်ကျွန်တော်ရှင်နေပါပြလို့လဲဆိုတော့တရဲ character ဆိုတော့တစ်ခါမှအမြင်မလို့ဘူးပြီးတော့သူ့ရဲ့ sandland စက်ကွက်လေးရလဲတမှုထူးကြတယ်တမှုထူးကြတယ်ဆိုတော့လက်ခံလောက်ရှိရှိမယ်ပေါ့နော်ဆိုပြီးတော့ဒါတင်စား challenge တစ်ခုအနေနဲ့လက်ခံလိုက်တာပါဟုတ်တကယ်ဆိုအကြောင်းသူမှာဆိုရင်တင်စား queen ကွင်းရဟာတော့အဲ့ရအဲ့ရချောင်းတွေပါတယ်တင်စားကိုယ့်ရဲ့ character လေးနဲ့အပြင်ရ character လေးကသွားပြီးဆင်နေတဲ့ခါကျတော့ဒါတိုက်ဆန်သွားရခေါ်မယ်ပေါ့နော်ဟုတ် ဆောင်းမှာသင်စားတာဖြူအောင်တရဲမာလေးစင်တီရဲ့ကိုရီးယားမှာပုံဝင်ကျဆောင်ထားပါတယ်ဟုတ်သင်စားကိုဒီ series လေးလာပြီးကန်တန်းလောက်ရပါတော့ဒီတရဲမာလေးလောက်ရမယ်ပေါ့နော်အဲ့တုန်းကသင်စားရတဲ့တက္ကငယ်သေးရဲ့ပထမဦးဆုံး series ဆိုတော့ဘာဖြစ်ဖြစ်တာ challenge တစ်ခုပဲလीနော်အဲ့တော့သင်စားဒီကာရက်တာလေးကိုလက်ခံပြလိုက်တာပါဟုတ် ်လောက်ရှင်နေပါပြောလို့လဲဆိုတော့တရဲခါကြဆိုတော့တစ်ခါမှအမြင်မလို့ဘူးဘူးပြီးတော့သူ့ရဲ့ဇန်လန်းစကွက်လေးရလဲတမူထူးကြတယ်တမူထူးကြတယ်ဆိုတော့လက်ခံလောက်ရှင်ရှိမယ်ပေါ့နော်ဆိုပြီးတော့ဒါတင်စား challenge တစ်ခုအနေနဲ့လက်ခံလိုက်တာပါဟုတ်အာကိုရစရောတင်မအဘေးနာတော့ချင်းပေါ့နော်အဓိကတော့ဘလာဆောက်တင် writer တွေ script ရေးတဲ့အမတွေပါတွေကတခြားလေးလောက်ထားရတယ်ဆိုင်နေပေါ့နော်ဒီတင်စားလို့ဒီ series လေးမရိုက်ခင်မှာတင်စားလို့အာ ဝတ်စုံဆိုရင်အသေးချာအတိုင်းနဲ့တင်စားလို့တခြားလောက်ရတယ်ပြီးတော့မျက်နာဆိုရင်အဲတရေအစစ်ပကံထားရတဲ့မျက်နာနဲ့နှာရည်မျက်နာဆိုရင်လောက်ရအများနဲ့ changes လောက်ရတဲ့ခါကျတော့အခက်ခဲရှိပေမဲ့အကောင်းဆုံးအကုန်လုံးကပြင်ဆင်နိုင်ခဲ့ပါတယ်ဟုတ်ဟုတ်တယ် makeup က makeup ချင်းနဲ့အရန်တော်ရပြီးတော့ဒီ makeup လေးအစစ်ပကံထားရတဲ့ makeup လုပ်ပေးတဲ့အမဆိုရင်အရန်တော်ရတင်စားမျက်နာတစ်ခုမှပြင်မစီသွားဘူးပေါ့နော် တော့တော်ပါရဲ့ဟုတ်ပါလေမမေကတော့ဆိုရင်လည်းမမေကိုမမေနဲ့တင်စာနေရအမြဲတမ်းဒီအလုပ်တွေပါရဲ့ဆိုရင်တိုင်မဖြစ်တယ်တင်စာအလုပ်တွေမနှမြရလေမမေပဲလက်ခံတာများရဲ့အခါကျတော့မမေကလည်းသဘောကျတယ်တင်စာတယ်သဘောကျတယ်ဆိုတော့ဒီရုပ်ရှင်တွေလက်ခံဖြစ်လက်ကြပါဟုတ်အတဲတင်စာအနုပညာကိုလည်းဒါတင်စာအမကွာဆိုငငယ်လေးလေးကသူကလုပ်နေရဲ့အခါကျတော့တင်စာအနုပညာအမကြောင့်လည်းပြောရမယ်အနုပညာကိုကြည့်တဲ့ကြလေပြီးတော့နောက်တစ်ခုကတင်စာရဲ့ဒီဘလာဆာဟုတ်ကဆိုရင် သင်စားပထမအဆုံးစီမီမျိုးဆိုတော့ဘာဖြစ်ဖြစ်သင်စားပွဲဥထွက်တဲ့အခါမှာအကွမ်းနေရမှာပေါ့နော်အပရိုဂျက်တွေတည်ထားမိတဲ့ပုံစံလေးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့သင်စားရတယ်ဒီရုပ်ရှင်စီရီလိုလက်ခံဖြစ်လက်တာလေးပါမယ်သင်စားထင်တာတော့ပရိုဂျက်တွေကသင်စားကိုအမြဲတမ်းချစ်ပေးရဲ့အခုဒါတရဲမလေးစင်စီရာဆိုရင်ပို့လောင်ဒါပရိုဂျက်တွေကပို့ချစ်သွားတင်းသားပြီးတော့အတိကဗလာဆောင်ပါလေဟောတင်းသားသွားပြီးတော့သင်စားချို့တက်တော့မှာပေါ့နော်ဘလို့အဲ့ဒီလေးလောက်ထားလေး အဲ့ခါကျလို့ရှင်တင်စားလေးတလုံးလုံထားတဲ့ဒီ TikTok အက်တီတွေကြည့်ပြီးတော့သမင်းကြီးဝဲတယ်ကိုကာကိုကြည့်ပြီးတော့လေဒါကတင်စားနှစ်ခါပြန်ကြည့်ပြန်ကြည့်ဖြစ်တာပြန်ကြည့်ပြီးတန်းတော့တို့အက်တီတွေဟာအက်တီတွေကလည်းအရန်တော်တယ်နော်တို့တို့အက်တီတို့ထားအရန်တော်တယ်လုံးဝအဲပရိုဂျက်တွေအရန်ကြိုက်ပြီးတော့စိတ်ဝင်စားမဲ့ပုံစံမျိုးထုတ်ထားဆိုတင်စားတာနှစ်နှစ်ကြီးဝဲတယ်တော့ဘလူးမင်းကြီးမှာချူထားတယ်ဆိုတော့တင်စားအားချမှာတော့ဟိုးကွင်း ဒါပေါ့နော်တက္ကသိုလ်ကျောင်းမှာသင်စာလာတယ်ချောမောသပိုက်ကောင်မလေးတရားအမေအချင်းချင်းမင်းကလေးကျောင်းမှာဆိုအဲ့မျိုးချာနည်းနည်းအဲပြိုင်တာပေါ့နော် ပြိုင်တော့အဲနည်းနည်းစိတ်နည်းနည်းမကောင်းတဲ့ကောင်မလေးတရားကသင်စာကိုအဲ तू ကတော့တဟုတ်ခွင့်ရချင်တော့ तू ကသင်စာကိုကြံလိုက်တာပေါ့နော်အစင်းနဲ့ပတ်ခံလိုက်တဲ့ တယောက်ကိုသူကလောက်ခံရတော့တင်စားအဆက်ပတ်ခံတိွားရဲ့တိွားရဲ့ခါကျတော့တင်စားစိတ်ချင်းချင်းတော့မသေးွားဘူးဒါပေမဲ့ဘာဖြစ်တင်စားကလည်းဒီအလှမှာ YouTube တက်ကောင်မလေးတယောက်ဆိုတော့အဲကုမင်နာအဲ့လိုမျိုးဖြစ်သွားဘူးဒီမဆိုဒါ main ခရစ်တယောက်နေနဲ့တင်စားလို့ဆိုရင်လည်းအရင်ဆက်တက်ကြမယ်အဲဘဝရိုတင်စားလို့အရှောင်းပေးချင်တဲ့စိတ်ဖြစ်သွားမှာပဲလေနော်အဲ့တော့အဲ့လိုမျိုး character လေးဆိုတော့ဒါတော်တော်ကြီးဘူးနော် တော်တော်စက်မကောင်းဖြစ်ခဲ့ရတယ်ပေါ့။သင်စာကနည်းနည်းဟတ်တယ်သင်စာနည်းနည်းနှတ်တဲ့အချိန်မှာပါတယ်။ညီမရဲ့မှာဆိုလို့ရှိရင်လေအဲကောင်းဝင်လေးတွေ dress လေးတွေပါရုပ်ဖြစ်တာပုံများရဲ့။အပြည့်သင်စာဒီကိုင်းမှာလက်ဒီရုပ်ရှင် series တွေကိုသင်စာလက်ခံပြလိုက်ရတဲ့အကြောင်းရင်းရတယ်။သင်စာအဲ့မြတ်တက်ကတူအကြောင်းသူမှာဆိုရင်သင်စာကွင်းကိုရဟာတော့အဲ့ရအဲ့ရချောင်းလေးပါတယ်တင်စာကိုရဲ့ character လေးနဲ့အပြင်က character လေးကတွားပြီးဆင်နေတဲ့ခါကျတော့ ဒါတိုက်ဆန်သွားရခေါ်မယ်ပေါ့နော်ဟုတ်အဲ့ထင်တော့ဒီလိုပါပဲဒါတငယ်ချင်းချင်းချင်းကတင်းစားဟိုဒါချစ်လို့ခင်လို့ဒါဘာဖြစ်ဖြစ်သူတို့ဒီဒီလိုပါဒါတကယ်တူចောင်းသူဘွားတော့ပြောစရာအမှတ်တရပြောပပရပါပဲဟိုလိုမျိုးကြီး serious ပုံစံမျိုးကြီးတော့မရှိပါဘူးဟုတ်